။ငငယ်ချင်းတယောက်တော်လန်ခီကြီးကိုဖြတ်သွားတဲ့အခါမှာတယောက်ကဆိုင်ဖယ်တနတ်တလက်ပါ။ကိုတယောက်ကတော့ဘာမှမပါဘူး။အဲ့ဒီမှာတော်နဲ့ဖြတ်သွားရင်တနတ်နဲ့ကောင်ကဘာပြောတော့ဆိုခုချိန်ကွာအကြာကြီးတွေ့တွေ့ဆင်ကြီးတွေ့တွေ့ဘဲဝန်ကြီးတွေ့တွေ့ငါကတော့မင်းတနတ်နဲ့ဒီပဲပြစ်ချလိုက်မှာပဲ။နော်မကြောက်ဘူးဘယ်ကောင်းလာခဲ့လာခဲ့ငါမကြောက်ဘူးအဲ့လိုပြောလို့မဆုံးရင်နန်းကွေလေးမှာဝဲဝဉ္ဇဉ်ကူနဲ့ဆိုပေါ်လာတယ် အဲ့ဒီအချိန်မှာတဏှာလည်းပြစ်ချပြီးတော့တိမ္မောတပြေးတယ်။သူပြောတဲ့တငယ်ချင်းကပြေးဖို့အချိန်ပြန်လိုက်ဘူး။အဲ့တော့ဟိုလူတယောက်ကဘယ်လို့မှမတတ်နိုင်တဲ့အခါကျတော့ဝရမောက်ပြီးတော့အိတ်လိုက်ရအိတ်လိုက်တဲ့အခါမှာဘွဲဝန်ကြီးကတောင်းနှံမြောက်နှံတေးချောင်ဆောင်ရတာပေါ့နော်။အသက်ကိုအောင့်ထားပြီးတော့တေးချောင်ဆောင်မလှုပ်နဲ့လှုပ်ရင်ဝဲဝါးကိုက်လိုက်ပါအဲ့ဒါနဲ့မလှုပ်ရဲဘူးအသက်တောင်ပြင်းပြင်းမရှူရဲဘူးအသေးကြီးအောင်ဆောင်ပြီးတော့လက်အိတ်လိုက်ရ လက်အိတ်လိုက်တဲ့အခါဘာမှမလှုပ်ရှားတော့ဝဲဝံကြီးကနားနာကိုကတ်ပြီးတော့နမ်းပြီးတော့သူ့လမ်းကိုသူ့သွားတယ်အဲဒီတော့ခုနကတနတ်ပြစ်ချပြီးထွက်ပြေးသွားတဲ့ကောင်တစ်ပင်မောဆင်းလာဆင်းလာပြီးတော့တကယ်ချင်းတကယ်ချင်းမင်းဝဲဝံကြီးကဘာပြောသွားတာလဲဆိုဝဲဝံကြီးကတခြားပြောတာမဟုတ်ဘူးတဲ့တကယ်အရေးကြုံတဲ့အခါမှာကိုယ့်ရဲ့တကယ်ချင်းကိုပြစ်ပြီးတော့ထွက်ပြေးတဲ့လူမျိုးဘယ်တော့မှမပေါင်းတဲ့လူပြောသွားတယ် လောကမှာဝါကြွားပြောတတ်တဲ့ပုဂ္ဂိုလ်တွေကလည်းအများကြီးနော်ဘေးရန်အန္တရာယ်ဆိုတော့မကြုံရင်ကတော့ဟုတ်တယ်ရောင်ရောင်ပြောပြီးတော့လေလုံးထွားပြောတကယ်နဲ့လာတဲ့အခါကျတော့အဲ့ဒီပုဂ္ဂိုလ်တွေဟာသူများတဲ့ပိုကြောက်တတ်တဲ့ပုဂ္ဂိုလ်ရှိတယ်